a number of နဲ့ the number of ပါกว่าတယ်အဓိပ္ပာယ်กว่าပါတယ် a number of ရဲ့အဓိပ္ပာယ်ကအများ အပြားဆိုတဲ့အဓိပ္ပာယ်ပါသူရဲ့နောက်မှာ noun အများ verb အများလိုက်ရပါတယ် the number of ရဲ့အဓိပ္ပာယ်ကတော့အရေးအတွက်ပါသူရဲ့နောက်မှာ noun ကအများ verb ကအနည်းလိုက်ရပါတယ် example မှာဆိုရင် a number of students are gathering in the hall ကျောင်းသားအရေးအတွက်အများကြီးကခန်းမထဲမှာစုဝေးနေတယ်လို့ပြောတာပါ ဒါဆိုရင်ဒီအတွဲလိုက်ကြီးသည် sentence ရဲ့ subject ဖြစ်ပါတယ်အများကြီးလို့သတ်မှတ်ပါတယ်ဒါကြောင့်မလို့အာသုံးပါတယ်နောက်တစ် example မှာတော့ the number of students gathering at the hall is counted ဒီ hall ကန်းထဲမှာစုဝေးနေကြတဲ့ကျောင်းသားအရေအတွက်ကိုကျွန်တော်တို့ကရေးတွက်ပါတယ်ပေါ့ဒီကနေပြီးတော့ဒီထီက sentence ရဲ့ subject ဖြစ်ပါတယ်သူ့ကိုတော့အနေကင်းသတ်မှတ်ပါတယ်